တကြံကာလအတွင်းတာယာရီခရိုင်အတွင်းမှာအမှုခင်း၁၈မှုဖြစ်ပွားခဲ့လို့လူလေးဦးသေဆုံးပြီးဒဏ်ရာရသူ၂၂ယောက်ရှိခဲ့ပါတယ်ဒီသတင်းကိုတော့ဦးအောင်သူကပေးပို့ထားပါတယ်ခင်ဗျာတာယာဝတီခရိုင်အတွင်းဒီနေ့တကြံကာလအတွင်းပြစ်မှု၁၈မှုဖြစ်ပွားခဲ့ပြီးလူလေးဦးသေဆုံးခဲ့တဲ့အတွက်မနစ်ကတကြံထက်စာရင် မှုခင်းဖြစ်ပွားမှုယုံနေခဲ့ပါတယ်မနစ်ကတကြံမှာမှုခင်းဖြစ်ပွားမှု၃၀မှုလောက်ထိရှိခဲ့ပြီးသေဆုံးသူကတော့၄ဦးရှိခဲ့ပါတယ် အခုတာယာဝတီခရိုင်အတွင်းဒီနေ့တကြံကာလမှာမှုကင်းဖြစ်ပွားမှုကိုရှင်းချနိုင်ဖို့အတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင်လွှတ်တော်ကိုယ်စားလှယ်တွေမြို့မိမြို့ဖတွေဌာနဆိုင်ရာကတာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။လက်ပံမျိုးမှာဆိုရင်ဆိုင်ကယ်တွေများလာတဲ့အတွက်ရင်တိုက်မှုတွေမဖြစ်အောင်ရင်စည်းကမ်းလမ်းစည်းကမ်းထိမ့်သိမ်းမှုတွေလုပ်ခဲ့တယ်လို့လက်ပံမျိုးနဲ့ရဲတပ်ဖွဲ့မှုကဒီဝီဘီကိုပြောပါတယ်။နမဆက်တွေကကောင်းမလာတယ်။နောက်ဆိုင်ကယ်ကြီးများပြားလာတာဖြစ်တဲ့အတွက်ဒီဆိုင်ကယ်အစီးရင်းကြီး ပုံမှုဖြစ်ပေါ်လာနေလို့တူတင်သုံးတက်ပြီးတော့မှကျွန်တော်တို့ရင်းစည်းကမ်းလမ်းစည်းကမ်းပညာပေးတွေလုပ်ပါတယ်။နောက်ပညာပေးစာဆောင်တွေဖြန့်ဝေတာတွေလုပ်ပါတယ်။အဲ့ဒီအပြင်မှာကျွန်တော်တို့ဒီပညာပေးစိုက်မှုတွေစိုက်ထူတာတွေလုပ်ပါတယ်။ဘကိုးတိုင်းဒေသကြီးလဗဒန်းမြို့နယ်မှာဒကြံကာလအတွင်းမှုကင်းကြဆင်းရန်အတွက်တူတင်ကာကွယ်သတိပေးနှိုးဆော်ချက်တွေကြော်ညာစိုင်းပုတ်တွေလက်ကမ်းစာဆောင်တွေ ဝင်ငှတာတွေကိုမြို့ရဲ့အချက်အချာကြားတဲ့နေရာတွေမှာစုရက်တွေပြုလုပ်ပြီးအသိပညာပေးဟောပြောမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ဒီနှစ်တကြံမှာလမ်းပေါ်မှာထွက်ကတာတွေနဲ့ကားအင်ဂျင်တွေပြက်ပြားစေတာတွေကိုရှင်းချနိုင်မှုအတွက်နီးလန်းရှာပြီးနောက်နှစ်တကြံမှာမဖြစ်ပွားအောင်ပြုလုပ်သွားမယ်လို့လည်းလေဗရန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။မြစ်တရကန်နဲ့နီးနဲ့ထိထိဆော့ဆော့ပေးတဲ့အောင်မြင်မှုကတော့ဒီကူရင်မတော်စားမှုကြီးမားတဲ့ရင်မတော်စားမှုမဖြစ်ပါဘူးခင်ဗျ။နောက်တစ်ခုကငုံကင်းကြိုတင်ကာကွယ်တဲ့အနေနဲ့လိုက်လံကြီးညာပေးတဲ့အတွက် ကြီးမားတဲ့ပြစ်မှုတွေမဖြစ်ပေါ်ရပါဘူးလမ်းမတွေပေါ်မှာကောက်ခုံတဲ့ကိစ္စကတော့လာမယ့်နှစ်တကြံမှာဒီအရောကျွန်တော်တို့ဘယ်လိုစီယုံမယ်ဘယ်လိုဆောင်ရွက်မယ်ဆိုတာကျွန်တော်တို့သက်ဆိုင်ရာဖွဲ့စည်းစဉ်အစုံနဲ့လွတ်တော်ကိုယ်စားလှယ်နဲ့ပူးပေါင်းပြီးတော့ညှိနှိုင်းပြီးတော့ကြိုတင်စီမံဆောင်ရွက်ပယ် ပါမယ်ဆိုတော့ကျွန်တော်တင်ပြပါမယ်နှစ်ထောင်ဆက်ကြောက်ဒကြံပွဲတော်ကာလအတွင်းနိုင်ငံတော်ဝိုင်းမှာအမှုပေါင်း240တမှုဖြစ်ပွားခဲ့ပြီး35ဦးသေဆုံးကလူ300ကျော်ဒဏ်ရာရရှိခဲ့ပါတယ်အဲ့ဒီအမှုတွေထဲမှာကပိုင်းနှမ်းမှုနဲ့ခိုးမှုတွေကအများဆုံးဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ